ကျမမယောင်တော့ပါဘူးဒီနေ့စနေနေ့ဖြစ်ပြီး25ရွှေမဲရခဲ့ပါတယ်ဒီလိုနဲ့ဘလို့များရှင်တန်နိုင်ပါလဲလမ်းဟန်ထပ်ပြီးဆောက်လို့ရေးလုံးနေပါတယ်နှစ်ဖက်စလုံးကိုပိတ်ထားပါတယ်ဆောက်လို့ရေးက3လကြာမယ်လို့ကြားပါတယ်ဒီတိုးလောင်ကုံတွေကိုဘာလို့ရမှာပါလဲလာကုံတော့မှာပါကားငွေချင်းနဲ့အိမ်ချင်းငွေတွေအတွက်ဆက်ရမယ်ထောင်နဲ့ချီတဲ့ရွာတွေရှိနေပါသေးတယ်ဒါကလူတွေကိုဘေးဒုက္ခအဆုံးရောက်အောင်တွန်းပို့နေတာမဟုတ်ပါလား ကျွန်မအခုဆို10ရက်ကျော်လောက်အလုပ်လက်မဲ့ဖြစ်နေပါပြီ။တခါခုတော့ရှာတွေ့မှာပါလို့ပြောပေမဲ့အခုတော့အလုံးရှာလို့မရတော့တယ်လို့ခံစားနေရပါတယ်။တကယ်ကိုအရန်ခက်ခဲပါတယ်။အခုဆိုရင်အလုံးရှာတာမဖြစ်နိုင်သလောက်ပါပဲ။အင်တာဗျူးရဖို့တောင်အရန်ခက်ပါတယ်။ အများစုကအင်တာဗျူးခွင့်တောင်မရပါဘူးတခါတလေကျမတွေးမိပါတယ်28နှစ်ဆိုတာလူတွေလိုချင်ဖို့အရန်အိုနေပြီလားလို့ပါအင်တာဗျူးရဖို့တခါတရံအောင်မြင်ခဲ့ရတောင်ကုမ္ပဏီတွေကတိတ်မကောင်းပါဘူးတိတ်မကောင်းတဲ့ကုမ္ပဏီတွေမှာတောင်ကျွန်တော်မလိုချင်ကြပါဘူးအမှန်ပြောရရင်အခုဆိုကျမလုံးဝလမ်းပြောင်းနေပါပြီဘာလို့မှမသိတော့ပါဘူးကျမမိသားစုမှာတက္ကသိုလ်ဘွဲ့ရတွေ၃ယောက်ရှိပြီး၃ယောက်စလုံးအလုံးလက်မဲ့ဖြစ်နေပါတယ် ကျွန်မက TNJin မှာအလုပ်ရှာနေပါတယ်။ကျွန်မအမကကျန်ကျင်မှာရှာနေပါတယ်။ကျွန်မအကူကတော့အိမ်မှာရှာနေပါတယ်။ကျွန်တော်ပေကျင်းမှာ၅နှစ်လောက်ခဲ့ပြီးမှတရန်ချင်းကိုရောက်လာတာပါဗီဂရနီကဘွဲလွန်ဆာမီဘွဲအတွက်ပြင်ဆင်ဖို့ဒီကိုရောက်လာခဲ့ပြီးဒီနေ့ဖေဖော်ဝါရီကစလို့အလုပ်ရှာနေတာပါအခုထိဘာမှမတွေ့သေးပါဘူးကျွန်တော်အမကပေကျင်းမှာ၃နှစ်လောက်ခဲ့ပြီးကျန်ချင်းကိုအလုပ်ရှာဖို့သွားခဲ့ပါတယ် နှစ်လခွဲလောက်ရှိပြီးဘာမှမတွေ့သေးပါဘူး။ကျမအကူကကြံကြံမှာနှစ်နှစ်လောက်ခဲ့ပြီးအခုလည်းကြံကြံမှာပဲရှာနေပါသေးတယ်။တကယ်တော့သူကနိုင်ငံတော်ဝန်ရှာနေပေမဲ့တင်ထော်တဲ့အလုပ်မတွေ့သေးပါဘူး။အစိုးရကအလုံးလမဲ့နှုံးကငါရှာခိုင်းနှုံးလို့ပြောပါတယ်။ဒီနံပါတ်ကဘယ်ကလာတာပါလဲ။ ကျွန်တော်မိသားစုမှာဆိုတရားရခိုင်နှုန်းမှာပဲဒါမျိုးဖြစ်နိုင်တာကကျွန်တော်တို့တရားဝင်အလုံးလမဲ့အဖြစ်မပုံတင်မထားလို့ဖြစ်မယ်ထင်ပါတယ်။ဒါကြောင့်သူတို့ကကျွန်တော်တို့ကိုအလုံးသမားတွေလို့သတ်မှတ်ထားတာဖြစ်မယ်ထင်ပါတယ်။တကယ်တော့မသိပါဘူး။ဒါပေမဲ့အမှန်ပြောရရင်ပဝင်းကျင်ကိုကြည့်လိုက်ရင်အလုံးလမဲ့တွေပဲမြင်နေရပါတယ်။ဒီအခွန်အသည်ကထုံးလို့ရေးကိုတကယ်ပဲဖျက်ဆီးပြင်းမဲ့နောက်ဆုံးအဆင့်ဖြစ်နိုင်ပါတယ်။အထူးသဖြင့်စာချုပ်ဆက်ယုံတွေအတွက်ပါဆက်ယုံတွေအများကြီးပိတ်သိမ်းပြီးထွက်ပြေးသွား ားကြပါပြီ။ဒါကြောင့်အခုဆိုလောက်ခနေနေတောင်မကြီးပါနဲ့တော့ရနိုင်တာကိုယူပြီးဆက်ထိန်ထားပါ။အ ਨੇ ဆုံးတော့စားစရာရှိအောင်လုပ်ထားပါ။ကျွန်တော်တို့အဆက်မထိန်နိုင်တော့ဘူးလို့ခံစားရပါတယ်။ ဒီနေရာမှာဒီလိုထိုင်နေရတာအချိန်အတော်ကြာနေပါပြီ။ကျမမှာကလေးနှစ်ယောက်ရှိပါတယ်။တို့ရဲ့ကျောင်းစီစာစရာအဝတ်စားတွေအိမ်သုံးစီတင်နေပေါင်းလိုက်ရင်အများကြီးပါ။ကျမယောက်ျားမှာအခုဆိုဝင်ငွေမရှိပါဘူး။သူကကျမစီကပတ်စံပဲထက်ခါထက်ခါတောင်းနေပါတယ်။ကျမကိုယ်တိုင်လည်းအခုထိကျွမ်းကျင်မှုအသက်တွေသင်ယူနေသေးပါ။ဒါကြောင့်ကျမမှာလည်းဝင်ငွေမရှိပါဘူး။ဒါပေမဲ့ကျမယောက်ျားမှာအာမခံချင်းငွေနှစ်ခုကိုဆက်ရအောင်ပါပါ။ တကယ်ကိုအရန်ခက်ခဲပါတယ်ဘာလို့မှမသိတော့ပါဘူးဘာလို့ဘဝကတနေ့ချာပိုခက်ခဲလာသလိုခံစားရနေတာလဲကျမငငယ်တုန်းကကျမမိကိုပြောဘူးပါတယ်ကြီးလာရင်ပတ်စံရှာပြီးဒါရီဟွာရီဝယ်ပေးမယ်လို့အမေရရည်ရဲနဲ့ပတ်စံရှာတာဒီလောက်လွယ်တယ်လို့ထင်နေလားလို့ပြောခဲ့ပါတယ်အဲ့ဒီတော့ကကျမသူ့စကားကိုမယုံပါဘူး။နောက်နေတာလို့ပဲထင်ခဲ့ပါရင်အခုကြီးလာမှပတ်စံရှာရတာတကယ်ကိုခက်ခဲမှန်းသိလိုက်ရပါရဲ့။ ကျမတို့ရှာလာတဲ့ပတ်စံနေဘယ်ကိုရောက်သွားလဲမသိပါဘူး ဘယ်လောက်ထိဆက်ထိန်နိုင်မလဲမသိတော့ပါဘူးကျွန်တော်ဆယ်နှစ်ကျော်အလုံးလုံးခဲ့ပေမဲ့တကယ်ပတ်စံမရှာနိုင်ခဲ့ပါဘူးအခုဆိုတည်ငြိမ်တဲ့အလုပ်တောင်မရှိတော့ပါဘူးဆယ်ယုံလေးကကျွန်တော်တို့လိုလူတွေကိုမလိုချင်တော့ပါဘူး40ဒါမှမဟုတ်90နှစ်မှာတင်ရအခြေခံအလုပ်တစ်ခုတောင်ရှာမရနိုင်ပါဘူးမိသားစုကိုဘယ်လိုထောက်ပံ့ရမှာလဲအမှန်ပြောရရင်ကျွန်တော်နှလုံးသားကလုံးဝအေးဆက်နေပါပြီဒီနန်ဆိုင်ပြီးစက်တီဘဲတွေအနေငယ်မွေးယုံနေဆိုရင်နှစ်ကုန်ရင်စီနဲ့စားဖို့တောင်မပြေပါဘူး တကယ်ကိုဘာလို့မှမသိတော့ပါဘူး။တာမန်လူတွေဘလို့ရှင်သန်ရမှာပါလဲ။အရန်ခက်ပါတယ်။တကယ်ကိုခက်ပါတယ်။အလုပ်တွေပဲရောက်သွားကြတာပါလဲ။တကယ်ပဲနားမလဲတော့ပါဘူး။ ဘွဲရအစ်စ်လွင်နေအလုံးမရှာနိုင်တော့ကြဘူးဒုံးစဲကျော်အရွယ်အဆင်ပြေနေတဲ့သူတွေတောင်အလုံးထုတ်ခံနေရပါတယ်ကျွန်တော် WeChat feed မှာအလုံးဖယ်ထုတ်ခံရတဲ့သူတွေအလုံးသမားအငင်းပွားမှုစီအတင်းပို့ခံရတဲ့သူတွေနဲ့ဖြစ်နေပါတယ်ကျွန်တော်ကုမ္ပဏီမှာတောင်ကျွန်တော်တို့အထက်မှာရက်အနေငယ်ကြတိုင်းလူတချို့ပျောက်သွားပါတယ်တနေ့ကနေ့ရောက်ရင်အစ်စ်ဖလာဖြစ်သွားတဲ့ software တွေကိုမြင်ရပြီးကြောက်စရာပါပဲ တပတ်ကိုလူနေငယ်ထုတ်ပြလိုက်ပါတယ်။ဒီလောက်လူများကိုထုတ်ပြပြီးတာကြောင့်ကုမ္ပဏီမှာအမြင်မရှာနိုင်သေးပါဘူး။နောက်ပတ်ဆိုကျွန်တော်အလဲဖြစ်မလားလို့တွေးမိပါတယ်။တကယ်ကိုနားမလည်ပါဘူး။အလုံးလုံးတဲ့သူနဲ့လာပေမဲ့အလုံးရှာရတာပို့ပို့ပြီးတော့ခက်လာပါတယ်။ American တရုတ်ကုံသွဲစစ်ပွဲကပို့ပို့ဆိုးလာပါတယ်။လုပ်ငန်းပေါင်းများစွာပိတ်သိမ်းသွားကြပါပြီ ဆိုင်တဆိုင်နဲ့ဆိုင်ပိတ်တာမဟုတ်ပါဘူး။ဆိုင်တန်းတွေတစ်ခုလုံးပိတ်နေတာပါ။လမ်းတွေထဲမှာကက်ယောဂါလိုပြန့်နှံ့နေသလိုပါပဲ။ဘယ်ဟုတ်ကြီးကြီးငှားဖို့နေရာတွေပဲမြင်နေရပါတယ်။ ီနေရာကတကယ့်စီးပွားရေးဟာအလွန်ဆိုးရွားတဲ့အခြေအနေမှာရှိနေပါတယ်။ဒီမှာရွှေငါးတန်းအနေ6တန်းလောက်ဆုံးရှုံးသွားပါပြီ။အဲဒီပိုကြီးတဲ့နေရာကဆိုရင်အနည်းဆုံးရွှေ9တန်းကနေ10တန်းလောက်ဆုံးရှုံးသွားပါတယ်။ဒီလမ်းတစ်ခုလုံးမှာ10တန်းချီတဲ့ရွှေတွေဆုံးရှုံးသွားပွဲရှိပါတယ်။ဒီနေရာကရှန်ကျင်းမှာစီးပွားဖြစ်နေရဖြစ်ခဲ့ပြီးချမ်းသာတဲ့သူတွေနေရရဖို့အပြိုင်ဆိုင်လုခဲ့ကြတယ်လို့ဆိုပါတယ်။အခုတော့ဒါဟာရှိစရာကြီးဖြစ်သွားပါပြီ။ဒီနေ့ကစနေနေ့ဖြစ်ပေမဲ့ ဒီမှာလူတယောက်မှမရှိပါဘူး။ရွံရာတန်းချီတဲ့တံပိုးတွေတဲတဲ့ရှည်သွင်းလိုက်တယ်လို့ပါပဲ။သူတို့ကဒီနေရာဟာတရုတ်တောင်ပိုင်းတစ်ခုလုံးမှာအကြီးဆုံးစီးပွားဖြစ်စင်တာဖြစ်လာမယ်။လိုအပ်တာတွေအားလုံးဖြည့်ဆည်းပေးမယ်လို့ကြွားဝါခဲ့ကြပါတယ်။ဒါပေမဲ့ဒါဟာရှန်ချန်းရဲ့စီးပွားဖြစ်မြင်ကွင်းရဲ့ရက်ဆက်တဲ့လက်တွေ့အမှန်ပါပဲ။ရှူနေမှာဒီနေ့မှာချန်ချူးမှာဘလောက်လူတွေအလုပ်ပြုတ်သွားလဲမသိပါသလားအလုံးလက်မဲ့တွေအားလုံးဘယ်ကိုရောက်သွားကြလဲသိပါသလား အခြေအနေကသင်ထင်တာထက်ပိုဆိုးပါတယ်။ Hero Land အလဲကိုသွားကြည့်ပါအရင်ကလူဖြစ်နေတဲ့နေရာတွေမှာအခုငှားဖို့ဆိုင်းပုတ်လေးခုတောင်ပေါ်နေပါတယ်ဒါဟာအစင်းမြင့်အိမ်ချမ်းနေနေရပါအရင်တော့အဲ့ဒီမှာဆိုင်ကန်းတစ်ခုလိုချင်ရင်ငှားကပေးရသလိုလွဲပြောင်းကအများကြီးပါပေးခဲ့ရပါတယ်အခုတော့ဆိုင်ကန်းတွေဗလာကျင်းနေပါတယ်လွဲပြောင်းကရဖို့ဆိုရင်လူတွေမှာအခြေခံငားကတောင်မတက်နိုင်ကြပါဘူးဒီကနေ့ခင်မှာစိုင်ဖွင့်လိုက်ရင်အိမ်ပိုင်ရှင်ကငားကပေးဖို့ပဲအလုံးလုံးနေရသလိုပါပဲ ဒါကြောင့်လူအများကအစည်းအဝေးစတင်ဖို့စိတ်ကုံသွားကြတာမဆန်းပါဘူး။အရန်ခက်ခဲလောပါရင်ဇန်နဝါရီမှာဖွင့်တဲ့ဆိုင်တချို့တောင်ဧပြီလရောက်တာနဲ့ပိတ်သိမ်းသွားကြပါရစေ။တချို့နေရာတွေဆိုပြင်ဆင်မှုမှန်မှုတွေအပြည့်အဝမသုံးရသေးခင်မှာပဲထုတ်ပယ်ခင်ရပါရစေ။လမ်းတွေဟာအခုဆိုလူသူကင်းမဲ့နေပါပြီ။ဒီမှာအလုံးရှောင်နေတယ်ဆိုရင်ပါဆယ်ပို့တာအစားအသောက်ပို့ဆောင်တာဒါမှမဟုတ်ဒီဒီလိုခီးတဲ့တင်ရင်မောင်းတာတွေပဲရှိတော့ပါရစေ။ဒီအလုပ်တွေဟာဝင်ရောက်ဖို့အထားစီးနေလို့ပါ။ ဒါပေမဲ့အဲ့ဒီအလုပ်တွေတောင်အခုဆိုရင်တော့လူပြည့်နေပါဖြစ်နေပါပြီ။လူတိုင်းကဘလုံနေနဲ့ပဲဖြစ်ဖြစ် ရှင်တန်ဖို့ကြိုးစားနေကြပါရယ်။ April 17ရက်နေ့ကတယောက်ယောက်ကဗီဒီယိုတစ်ခုတင်ခဲ့ပြီး Quantum ရဲ့ Yuri High စက်မှုဦးရင်မှာစက်ယုံသုံးယုံတစ်ပြိုင်နက်ပိတ်သိမ်းသွားခဲ့လို့ပြခဲ့ပါရယ်။တထေးတွေကစက်မထိန်နိုင်တော့လို့ထွက်ပြေးသွားကြတာပါ။ မရိကန်အခွန်တွေမြင့်တင်လိုက်ကြတဲ့ကအခြေအနေတွေပိုဆိုးလာပါတယ်။ကွန်ဂျူးမှာရှိတဲ့စက်ယုံတွေအားလုံးငလင်လောက်ခတ်တယ်လို့ဖြစ်သွားပါတယ်။ကျွန်တော်တို့စက်ယုံကတင်ပို့ရေးလုပ်ငန်းမလုပ်ပေမဲ့ကျွန်တော်တို့ရဲ့အထက်ပိုင်းပေးသွင်းသူတွေတဲကအများအပြားကတင်ပို့ရေးလုပ်ကြပါတယ်။ဥပမာအိမ်သုံးပစ္စည်းထုတ်လုပ်သူတွေလိုပေါ့သူတို့စီမှာအမှားစာအစ်စ်တွေအချိန်အတော်ကြာမရတော့ပါဘူးအမှားစာတွေရုတ်တရက်ပြတ်သွားသလိုပါပဲ အခုတင်ပေါ်ရေးလုံးနေတဲ့သူတွေဟာပြည်ရင်းစည်းကွက်သေးကိုအပြေးလောဝင်လာကြပါတယ်။ပြည်ဆိုင်မှုတွေကလည်းအလွန်ပြင်းထန်လာပါတယ်။ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးတုံ့ခံနေပါတယ်။အထက်ပိုင်းစက်ရုံတွေတစ်ခုခုလုံးလိုက်ရင်ကျွန်တော်တို့လိုအောက်ပိုင်းစက်ရုံတွေအသက်ရှူဖို့တောင်ခက်ခဲလာပါတယ်။စက်တရအလေပတ်နေတော့မှကျွန်တော်တို့ရဲ့အယောင်ဝင်တန်းတွေလည်းအမှန်စာရဖို့အပြစ်မအသေးအံစူးစမ်းနေကြပါတယ်။ဒါပေမဲ့ဈေးကွက်ကတလောက်ပဲကြီးမာတာပါ။အခုလူ20လောက်က တူညီတဲ့ထမင်းပကံတစ်လုံးအတွက်အပြည့်အဝဆိုင်လုပ်နေကြပါတယ်။လူကြီးဖြစ်ရတာအလုံးမရှိလို့ဘက်ဆက်မရှိလို့အကျွေးတွေတောင် ရှိနေနိုင်လို့မပြောရွှင်ရတာပါ။စိတ်ပူပြီးညာဘက်ဒီမှာအိတ်လို့တောင်မပြောပါဘူး။အရင်တော့ကကျွန်တော်မှကျွမ်းကျင်မှုတချို့ရှိတယ်။ရုပ်ရည်လည်းမစိုးဘူးလို့ထင်ခဲ့တယ်။ဒါပေမဲ့အလုံးပြုတ်သွားပြီးအလုံးသိရှာဖို့ထွက်သွားမှဘယ်ဟာမှမသိတော့တာကိုသဘောပေါက်လိုက်ပါတယ်။ဒါဟာကျွန်တော်ထင်ခဲ့တာထက်အများကြီးပိုခက်ခဲပါတယ်။ ကျွန်တော်တီတီလေးနဲ့ကုန်ကြမ်းဆေးတက်တာတဲ့တခုခုစားလို့လို့ရမလားလို့တွေးပြီးတော့ညာစီဘက်ကိုသွားကြည့်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီကိုရောက်သွားတော့လုံးဝပလာကျနေနေလုံးဝအသက်မရှိတော့ပါဘူး။လွန်ခဲ့တဲ့6လကလူပြစ်နေခဲ့ပါသေးတယ်။ နောက်ထပ်နေရာတစ်ခုရှာဖို့ကောင်းမောင်းပြီးတော့ပတ်ကြည့်ခဲ့ပါတယ်။အရင်မှာ၃ဘင်းဆိုင်ကားနဲ့အေးဆက်နေတဲ့ခေါက်ဆွဲရောင်းနေတဲ့တက်ကြီးရွယ်ဟိုတူကိုမြို့စီပင်တွေကလိုက်ဖမ်းနေတာကိုတွေ့လိုက်ရတယ်။အဲဒါကကျွန်တော်ကိုအရင်စိတ်ထိခိုက်စေခဲ့ပါတယ်။ရဲအနေငယ်ကြပြီးတဲ့နောက်9ကီလိုမီတာလောက်ဝေးတဲ့ဈေးဝယ်စင်တာတစ်ခုကိုကောင်းမောင်းသွားခဲ့ပါတယ်။ အဝယ်စားဒါမှမဟုတ်လမ်းဝေရနာရောင်းတဲ့အလုပ်တစ်ခုရမလားလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့မြင်းကြီးတဲကအစားအသောက်ကုန်တိုက်ကလွဲရင်ကျန်တဲ့ဆိုင်တွေကပလာကျင်းနေပါတယ်။ဟုတ်တယ်မရှိပါဘူး။အယောင်ဝန်ထမ်းတွေပဲအဆင်မပြေစွာရက်နေကြပါတယ်။ပြီးတော့တောင်သူဈေးကွက်ကိုသွားပြီးတော့ဆိုင်ကန်းငှားဖို့မေးကြည့်ခဲ့ပါတယ်။မန်နေဂျာကဆိုင်ကန်းတွေအားလုံးပြည့်နေပြီလို့ပြောပါတယ်။ နောက်တစ်ခေါက်ဖွင့်မှာကဇွန်လမှာလီလန်တင်တဲ့အခါပဲလို့ဆိုပါရင်ငါးကဘလောက်လဲလို့မေးတော့နေရာကောင်းတွေကတစ်နှစ်ကိုယွမ်1000ကနေ3000လောက်ကုန်မယ်နေရာမကောင်းတဲ့သူတွေတောင်ယွမ်4000ကနေ6000လောက်ကုန်မယ်လို့ပြောပါရယ် အဲဒီမှာဒါဟာကုန်ကျစရိတ်သက်သာတဲ့နီးလမ်းမဟုတ်မှန်းသဘောပေါက်လိုက်ပါတယ်။အရင်တော့တလကိုရွှေရာချီပေးရမယ်။စိုင်းသေးသေးလေးဖွင့်လို့ရမယ်လို့ထင်ခဲ့ပါတယ်။ April အစကတည်းကအမေရိကန်နဲ့တရုတ်ဟာတရောင်းနဲ့တရောင်းအခွန်တွေအပြန်အလှန်ချမှတ်နေကြတယ်။အခုဆိုရင်အမေရိကန်ကတရုတ်ကုန်သွင်းကုန်တွေအပေါ်145ရာခိုင်နှုန်းအခွန်ချထားပြီးကုန်ပစ္စည်းတချို့ဆိုရင်ပေါင်းစပ်နှုန်းထားက 245အရာဂိုင်းလုံးအထိကိုရှိတယ်။တရုတ်ကလည်း125ရာဂိုင်းလုံးအခွန်နဲ့ပြန်လည်တုံ့ပြန်ထားပါတယ်။ဒါကြောင့်တရုတ်ရဲ့ American ကိုတင်ပို့မှုဟာလုံးဝနှီးပါပြိုလဲသွားပါပြီ။ American Amazon ရဲ့အပေါ်မှာမူတည်နေရတဲ့စိတ်ယုံများပြားကလုံးဝပြပြသွားတာဒါမှမဟုတ်ပိတ်သိမ်းသွားပါရင်အလုံးလည်းမဲ့ဥယျာဉ်မြင့်တက်လာပြီးဘဝတွေပုံမှန်ခက်ခဲလာပါရင်ထုံလို့ရေးဆုံးယုံမှုရဲ့အရေးအောက်မှာ လူမှုကွန်ရက်တွေမှာရှင်သန်နိုင်ဖို့လမ်းညွှန်တွေပြည့်နေနေပါတယ်။တရုတ်လူထုအများအပြားအထူးသဖြင့်လူငယ်တွေဟာသုံးဆွဲမှုကိုလျှော့ချပြီးပတ်စံစုမြဲဖြစ်လာပါတယ်။ပစံဆိုတာကအခုဆိုပုံမှန်ဖြစ်လာပါပြီ။ရှန်ဟိုင်းနေထိုင်သူ Miss Hu ကအင်တာဗျူးတစ်ခုမှာဓမ္မအပြင်ထွက်တဲ့အခါအခုဆိုဟင်းသီးရွက်ရောင်းသူတွေနဲ့ဟင်းသီးရွက်ဆိုင်တွေပဲအများစုမြင်ရတော့တယ်လို့ပြောပါရယ်။ အဝင်ဆောင်ဆိုင်တွေကိုအနည်းဆုံးပဲတွေ့ရတယ်လို့လည်းဆိုပါတယ်။ဒီမှာကအနည်းဆုံးဟင်းသီးဟင်းရွက်ဆိုင်တွေမှာလုပ်ငန်းတချို့တော့ရှိသေးတယ်။ဒါပေမဲ့နေရာတိုင်းမှာလွယ်လွယ်မဟုတ်ဘူးလို့ပြောပါတယ်။30မီတာ၊မီတာ50မီတာ100လောက်တိုင်းမှာဟင်းသီးရွက်ဆိုင်တွေရှိနေပြီးတော့ပြိုင်ဆိုင်မှုကပြင်းထန်လာပါတယ်။ 1980ပြည့်နှစ်မှာဝေးဖွားသူတွေဖြစ်တဲ့ကျမတို့အရွယ်လူတွေဟာအရင်လိုပတ်စံသုံးနေရမျိုးလုံးဝမဟုတ်တော့ပါဘူး။ကျမအခုဆိုအဝတ်စားဟောင်းတွေပဲဝတ်နေရပါတယ်။ပတ်စံရှာရတာအရန်ခက်ခဲလို့ပါတယ်။ဂျင်ကန်ခရိုင်မှာ Mrs. Chen ကတော့လူအများကကုံသွယ်စစ်ပွဲရဲ့တရားမှုကိုစိုးရိမ်နေကြပြီးလာမယ့်အချိန်တွေအတွက်အခက်အခဲတွေကိုပြင်ဆင်နေကြတယ်လို့ပြောပါရယ် ။ဒီမှာကဟုတ်ပါတယ်။ကျမတို့အစိုးရနေကြပါတယ်။အခုဆိုဂရုစိုက်အစီအစဉ်ရပါတယ်။ဘယ်အချိန်မှာအခြေအနေတွေပြန်ကောင်းလာမလဲဆိုတာဘယ်သူမှမသိပါဘူးလို့ဆိုပါတယ်။စူပါမားကတ်တွေကဒီကနေ့ခေတ်မှာ အများစုပလာခြင်းနေပါတယ်။လူငယ်ရီဟာအရင်တုန်းကပစ္စံတွေအစမပြတ်သုံးခဲ့ကြပေမဲ့အခုဆိုအလုံရှာမရတော့လို့တပြားချင်းစီစုထားရပါတယ်။အပြစ်မှာစားတာမျိုးအနည်းဆုံးပဲရှိတော့ပါတယ်။လူတွေကအိမ်ကနေနေလဲစားယူလာကြပါတယ်။ဘေကျင်းနေထိုင်သူတူကတော့ တင်းငယ်တဲ့စားသောက်ဆိုင်တွေအများအပြားပိတ်သိမ်းရတာဒါမှမဟုတ်လုပ်ငန်းရပ်ဆိုင်ထားရတာကြောင့်ဖောက်တယ်တွေမလုံလောက်တော့လို့ပြောပါရယ်။ဒီမှာအပေချင်းမှာစားသောက်ဆိုင်တွေတကယ်ပဲအများကြီးပိတ်သွားကြပါရယ်။ဒီမှာအိမ်သားမှလည်းဆိုင်အနေငယ်ရှိပေမဲ့လူတောင်မှမသွားကြပါဘူး။တချို့ဆိုင်တွေမှာဇပွဲတစ်လုံးနှလုံးပဲပြည်နေတာရှိတယ်။တခါတလေဆိုကျမတို့မိသားစုပဲရှိတယ်။ကျမရဲ့သားမြင်းနဲ့ကျမပဲစားနေရတာပါလို့ဆိုပါရယ်။အမှန်ပြောရရင်အခြေအနေက တော်တော်မကိုမဖြစ်မနေဖြစ်နေပါတယ်။ဒါရီယာတချို့မှာဟောက်တဲ့နေငယ်ပူရှိပေမဲ့အရင်လိုစားတော့ဆိုင်နေလူပြေးချက်နေတဲ့အချိန်တွေတော့မတူပါဘူး။စားသုံးသူတွေရဲ့သုံးဆဲမှုခြားစင်းလာတာကအခုတရုတ်ရဲ့အရှိတောင်ပိုင်းကန်ယူရန်ဒေသတွေကနေစူဂျူးနဲ့ကွမ်ဂျူးလို့အတွင်းပိုင်းပြည်နယ်တွေစီဖြစ်နေလာပါတယ်။လန်ဂျူးမှာကွမ်ဆိုသူအမျိုးသားတအူးက လူတွေဟာသုံးဆွဲမှုကိုရှော့ချပြီးတနိုင်တဲ့လောက်စုဆောင်းလာကြရလို့ပြောပါတယ်။သူကအခြေအနေတွေကိုကြည့်ရင်လူတိုင်းကပတ်စံစုကျင်ကြပါတယ်။တချို့ဆိုဖြစ်နိုင်ရင်နိုင်ငံသားငွေကြေးတွေဝယ်ထားကြပါတယ်။တချို့ကတော့အေးရှိအရင်အတွက်ရွှေဝယ်ထားကြပါတယ်။ဒါပေမဲ့အမှန်ပြောရရင်ဗန်ထဲမှာပတ်စံထားတာတောင်လုံခြုံတယ်လို့မခံစားရတော့ပါဘူး။တရက်မှာတင်းရစုဆောင်းငွေတွေရုတ်တရက်ပျောက်သွားနိုင်တယ်။ဒါမှမဟုတ်စစ်ပွဲတစ်ခုဖြစ်လာရင်ပတ်စံထုတ်ယူလို့တောင်မရနိုင်တော့ပါဘူးလို့ဆိုပါတယ်။ ကွမ်တုံပြည်နယ်ဖူရှန်ကမစ္စတာချန်ကတော့သူဟာကက်ယောဂအပြီးမှာစီးပွားရေးကမြင်မြန်ဆန်ဆန်ပြန်လဲနလန်ထူလာလိမ့်မယ်လို့တချိန်ကထင်ခဲ့ပေမဲ့သုံးနှစ်ကြာပြီးတဲ့နောက်မှာစီးပွားရေးကလုံးဝမထူးတက်ခဲ့ဘူးလို့ပြောပါရယ်အခုဆိုကုံသွဲစစ်ပွဲမှာထပ်တိုးလာပါရယ် သူကအာမန်လူတွေရဲ့ဘဝဟာတကယ်ကိုခက်ခဲပါတယ်သူတို့ကရှင်ချင်းဖင်ကနိုင်ငံကိုပုံမတရားဝါပြောရေးစီဥဆောင်နေတယ်စစ်တပ်ကအင်အားကြီးတယ်စီးပွားရေးအဆင်ပြေတယ်လို့ထက်ခါထက်ခါပြောနေကြပါတယ်ဒါပေမဲ့အာမန်လူတွေကအရင်အထက်အများကြီးယုံကန်နေရပါတယ် သူတို့ကပြင်းပြဝင်ငွေတက်လာတယ်လို့ပြောပေမဲ့ဒါဟာချမ်းသာတဲ့သူအနေနဲ့ရဲ့လစာမြန်မာမှုကပြင်းပြကိုဆွဲတင်လိုက်လို့ပါဒါကကျွန်တော်တို့အများစုရဲ့လက်ရှိဘဝကိုမထင်ဟပ်ပါဘူးလို့ဆိုပါတယ်တရုတ်မှာပတ်စံစုတာကတဦးချင်းရွေးချယ်မှုတစ်ခုသာမဟုတ်တော့ပါဘူးဒါဟာအကျယ်တဝင့်လက်တွေ့ဖြစ်လာပါပြီ Morgan Stanley ရဲ့စစ်တမ်းတစ်ခုအရာ ်မရိကန်ကတရုတ်ကုန်ပစ္စည်းတွေအပေါ်ချမှတ်ထားတဲ့မြန်မာ့ရဲ့အခွန်အရေးကြောင့်တရုတ်မိသားစုတွေဟာအလို့အကန်လုံခြုံမှုဝင်ငွေနဲ့ရင်းနှီးမြှုပ်နှံမှုဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီးတော့ပုံမှန်ဆွေးနွေးလာကြတယ်လို့ဖော်ပြပါရယ်။ Lombard အရာဒီစစ်တမ်းကိုဧပြီလ10ရက်နေ့ကနေ17ရက်အတွင်းပြုလုပ်ခဲ့တာဖြစ်ပြီးတော့ American တရုတ်ကအခွန်အသစ်တွေကြီးညာပြီးကာစားမှာပြုလုပ်ခဲ့တာပါဒီစစ်တမ်းမှာတရုတ်နိုင်ငံကအရွယ်စားဆုံးတဲ့မြို့တွေကလူပေါင်း2000ကျော်ကို လွှမ်းခြုံခဲ့ပါတယ်စစ်တမ်းအရာအခွန်အသစ်တွေကြီးညာပြီးရနောက်44ရာခိုင်နှုန်းသောလူတွေက သူတို့ရောသူတို့မိသားစုဝင်တွေပါအလုံးပြုတ်သွားမှာကိုဇိုးရင်ရယ်လို့ပြောကြပါတယ်။2020ခုနှစ်ကလေးကအမြင့်ဆုံးအဆင့်ဖြစ်ပြီးတော့38ရာခိုင်နှုန်းသောလူတွေကဒီနှစ်မှာသူတို့အလုံးပြုတ်မှာဇိုးရင်ရယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့နှစ်ဧပြီလ16ရက်နေ့နိုင်ရှင်ကြီးရဲ့ Morgan Stanley မဟာဗျူဟာအဖွဲ့ကအစီရင်ခံစာတစ်ခုမှာတရုတ်စားသုံးသူတွေယုံကြည်မှုဟာကေယောကစတင်ချိန်ကလေးကအနေဆုံးအဆင့်ကိုကျဆင်းသွားတယ်လို့ဖော်ပြပါရယ်၂022ခုနှစ်မှာလူတွေရဲ့သုံးဆွဲလိုစိတ်ဟာပိတ်ဆို့မှုတွေဖယ်ရှားပြီးတဲ့ကအားအနေဆုံးအဆင့်မှာရှိနေပါရယ်အမေရိကန်ရဲ့အခွန်အသစ်တွေ145ရာခိုင်နှုန်းထိမြင့်တက်လာတဲ့အနှုန်းထားတွေနဲ့အတူအမေရိကန်တရုတ်ကုန်သွယ်ရေးတကောင်းကိုလုံးဝပိတ်လိုက်တယ်လို့ပါပဲလာမယ့်အလုံးလက်မဲ့အလိုင်းဟာ တန်းနဲ့ချီတဲ့လူဦးရေကိုထိခိုက်နိုင်လောက်တဲ့အနေအထားရှိပါတယ်။ Goldman Sachs ရဲ့ခမန်းချက်အရတရုတ်မှာ American ကိုတင်ပို့မှုပေါ်မှာမူတည်နေတဲ့အလုပ်သမား10သန်းကနေ20သန်းလောက်ရှိပါတယ်။ City Group ကတော့ American တင်ပို့မှုတွေက ပြောရမယ်ဆိုလို့ရှိရင်တရုတ်မှာမြို့ပြလုံးကိုင်9000လောက်ကိုထောက်ပံ့ပေးထားတယ်လို့ယူဆပါတယ်။ American စီးပွားရေးပညာရှင် DBJ Horn ကတော့အလုံးပြုတ်သွားမဲ့သူတွေရဲ့တကယ့်ဥယေကဒီချက်ပုံများနိုင်ပြီးတော့30တန်းကနေ35တန်းအထိရှိနိုင်တယ်လို့ယုံကြည်ပါတယ်။သူကတရုတ်ရဲ့တင်ပို့မှုရဲ့၃ပုံ၃ပုံလောက်က American ကိုရောက်ရှိရလို့ရှင်းပြပါတယ်။ ဒါလောက်များပြားတဲ့ထုတ်လုပ်မှုပိုရှင်မှုရှိတဲ့အခါဒါဟာအထည်လိတ်အဝယ်အစား electronic ထုတ်ပို့မှုဒေမိုပို့ဆောင်ရေးနဲ့ထောက်ပံ့ပို့ဆောင်ရေးလိုတခြားစက်မှုလုပ်ငန်းတွေစီပြန့်နှံ့သွားပါတယ်ထောက်ပံ့ရေးကွင်းဆက်တလျှောက်ကဒင်းငယ်တဲ့အလက်စားကုမ္ပဏီတွေ data ပြက်ပြောင်းသွားပြီးတော့ဒါဟာပိုကြီးမားတဲ့အလုံးလက်မဲ့ line ကိုဖြစ်ပေါ်စေနိုင်ပါတယ်အခုဆိုအလုံးရှာဖို့ခက်ခဲလာပါတယ်စက်ရုံတချို့ဆိုရင်အလုံးသမားတည်းငားရနာအောင်လုံးဝမမြင်ရတော့ပါဘူးအစိုးရကလည်းဂယုမဆိုင်ပါဘူးဟောင်းက လူဖွဲ့စည်းတစ်ခုလုံးမှာမကြင်မနှက်ဖြစ်မှုတွေပိုပိုပြီးတော့များပြားလာမှာပါဒါဟာတမိုင်းမှာအမိုက်ပုံအချိန်လို့ဖြစ်လာလိမ့်မယ်လို့ဆိုပါတယ်တမန်လူတွေအထွတ်အထိပ်တကယ်ကိုဝန်နေစရာခက်တစ်ခုပါပဲဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်